ကဲမင်္ဂလာပါညီကိုတို့ရေ Gobi Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျ။အဲ့တော့ဒီ live မှာတော့ကျွန်တော်တို့ဒီနေ့25ရက်6လ2025ရက် Aston Villa နဲ့ Bologna ပွဲရဲ့သုံးသပ်ချက်ရဲ့ Frank Cavrosi နဲ့ Victoria Pazan ရဲ့ပွဲချိုသုံးသပ်ချက်လေးနှစ်ပွဲကိုဒီ live ထဲမှာပြောပြီးမှာဖြစ်ပါတယ်။ရှေ့မှာကျွန်တော် live တခုလွှင့်ထားပါတယ်เนาะ Egan နဲ့ Bulgaria ပါမယ် Lily နဲ့ Brand ပါပါမယ်။အဲ့တော့ဒီနေ့ကတော့ live လေး5ခုလောက်တော့ရှိပါမယ်။ Europa League နဲ့ လာလီကအားလုံးပေါင်း total 10ပွဲကိုကျွန်တော်အဲနှစ်ပွဲကို live တစ်ခုနှုံးနေကျွန်တော်ဒီနေ့ live လေးခွဲပြီးလွှင့်ပေးသွားမှာဖြစ်ပါတယ်เนาะကြည်ရလေးရှင်းသွားအောင်ပါ Okay ပါအဲ့တော့ခဏနေတော့ကျွန်တော်လူဆော်ရင်တော့ကျွန်တော်စပါမယ်ညီကိုရေဆိုတော့အသေးလေးလက်မလေးထုံးစံတိုင်းလေးတယောက်တစ်ချက်လောက်ကုညီပြီးတော့နှိပ်ပေးကြပါညီကိုရေ brother ထွန်းထွန်းလေးမင်္ဂလာပါအောင်ရဲတက်မင်္ဂလာပါမြင်းဆွေမင်္ဂလာပါမောင်မောင်မင်္ဂလာပါသူရိစလက်မင်္ဂလာပါညီကိုရေ brother ရွှေရမင်္ဂလာပါ ruby ဖြိုးမင်္ဂလာပါဗျမနေ့ကကျွန်တော်နည်းနည်းလေးဟိုအလုပ်လေးနည်းများသွားလို့ပါညီကိုရေเนาะ ဆိုတော့ကြည်ရတလောက်ကတော့မနေ့ကအပေါ်လေးတွေအနှဲငယ်လေးရှိခဲ့တယ်ပေါ့နော်အဓိကဒီ body news ကိုလေးတွေအနှဲငယ်များခဲ့တာတွေ့ရပါတယ်เนาะအဲ့တော့လက်ရှိကတော့အဲဒီနေ့ပွဲမှာဘယ်လိုလာမလဲပေါ့လीเนาะဒီနေ့ပွဲမှာကအဲလက်ရှိအနေထားရအသင်းကြီးဆိုလို့နည်းနည်းလေးကြည်ကောင်းမဲ့ပွဲကတော့ပေါ်တိုပွဲလောက်ပဲရှိတယ်ဗျာเนาะဒီနေ့ကတော့နှစ်ဆာပွဲတော့မရှိပါဘူးရိုးရိုးပွဲလေးနှစ်ပွဲနဲ့เนาะဒါကြောင့်လည်းပွဲနှစ်ပွဲနဲ့ကျော်လေးသင်းမောင်းလေးဒါအဲတပွဲပေါ့နော်လေးသင်းမောင်းတမောင်းရွေးချယ်ထားပါတယ်အဲ့တော့စောစောကတော့ကျွန်တော်မောင်းနေမှာပါတယ် အဲ go ahead ek ပွဲလေးတော့ပြောပြီးပါပြီအဲ့တော့ဒီ live ထဲမှာလည်းကျွန်တော်နောက်ထပ်၄သင်းပေါင်းလေးကနောက်တစ်ပွဲလေးပါပါတယ် youtube မူလေးပေါ့နော်အဲ့ဒါလေးကိုပြောပြီးမှဖြစ်ပါတယ်ညီကိုရေးမင်္ဂလာပါဗျ brother မြန်နိုးကြော်မင်္ဂလာပါဖိုးကြော်မင်္ဂလာပါအောင်အောင်မင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါမနေ့ကစောင့်နေတာ sorry ပါညီကိုရေးမနေ့ကကျွန်တော်နည်းလေးအလုံးများသွားလို့ပါဗျ brother ကြော်လွင်မင်္ဂလာပါဦးမျက်နိုင်မင်္ဂလာပါ set မင်္ဂလာပါရန်ကြီးမင်္ဂလာပါဖိုးကြော်မင်္ဂလာပါဇင်မင်းအောင်မင်္ဂလာပါဗျမင်းထုံးမင်္ဂလာပါကြည်လင်းဝေမင်္ဂလာပါဗျမောင်မောင်မင်္ဂလာပါမျိုးကျော်သူမင်္ဂလာပါဝေဖြိုးမင်္ဂလာပါမောင်မစင်းမင်္ဂလာပါမျိုးသူမျိုးသူမင်္ဂလာပါဗျဆိုးလှမင်္ဂလာပါဗျ ပြည့်ဖြိုးအောင်ပြည့်ဖြိုးအောင်မင်္ဂလာပါမမဝင်ချင်းလို့မမမခေါ်သေးပါဘူးညီကိုအေးเนาะကျွန်တော်ဒီဒီရာသီလေးအဲအတက်နိုင်ဆုံးတော့ကျွန်တော် အကောင်းဆုံးစူးစမ်းပေးပါမယ်เนาะအဲ့တော့ free ပါပဲမနစ်မနစ်ကလိုပဲပေါ့เนาะအဲ့တော့မမကတော့ကျွန်တော်တို့နောက်မှပဲเนาะဟိုကဖြစ်ပါမယ်အဲ့တော့ညီကိုတို့ဒီ live လေးတွေတော့အသေးလေးလက်မလေးပေးရင်ရပါပြီညီကိုတို့နော်အဲ့တင်ကိုလက်မင်္ဂလာပါဦးနိုင်ကြီးမင်္ဂလာပါဟိမ်းမိုးဦးမင်္ဂလာပါအောင်ကြီးမင်္ဂလာပါဒွေးမင်္ဂလာပါဗျတန့်စီအောင်မင်္ဂလာပါမျိုးမင်းစော်မင်္ဂလာပါစမ်းမင်းမင်္ဂလာပါမင်းအောင်မင်္ဂလာပါဆိုတော့ဇာပွဲတွေကတော့ကျွန်တော်လာမဲ့တောက်ကြစနေတနင်္ဂနွေမှသာကျွန်တော်တို့ပြန်ရှိပါမယ်เนาะဂျာရကတော့ထုံးစံအတိုင်းလေးပဲเนาะပပလေးပဲเนาะစော့ပါ โอเคပါ။ကဲဒါဆိုတော့ကျွန်တော်တို့စလိုက်မယ်ဗျာနော်။ဒီ live ထဲမှာတော့ကျွန်တော်တို့ Aston Villa နဲ့ Bologna ပွဲရဲ့30ချက်ရဲ့ Franca Brosi နဲ့ Victoria Pezan ပွဲရဲ့30ချက်လေးကိုကျွန်တော်တို့ပြောပြမှာဖြစ်ပါတယ်နော်။ထုံးစံတိုင်းလေးစပါမယ်ဗျာ။ Roda Wise Bet မှာစောင့်ကြည့်နေညီကိုနေနေရလဲ Go Bee ရဲ့ promo code ဖြစ်တဲ့ GB777 ကိုအသုံးပြုပြီးတော့လေ100% bonus ကြီးရယူနိုင်ပါတယ်။အသေးသေးသိရှိလိုပါက Wise Bet မြန်မာ Facebook page နဲ့သူတို့ application တို့မှာ website လေ customer service code လေးကိုနေပြီးတော့လေ24နိုင်သိလိုရယ်မေးမြန်းလို့ရပါတယ်။ကျွန်တော်တို့ let's go ပါ။ဆိုတော့ဒီမှာကလက်ရှိပထမဆုံးပြောမှာက Aston Villa နဲ့ကျွန်တော်တို့ ဘောလုံးညာပွဲဖြစ်ပါတယ်ဒီနှစ်သင်းကပြီးခဲ့တဲ့ရာသီချန်ပီယံလိမှာတွေ့တာတယ် ASN Villa အသင်းဟာဒီတလုံး90ပေါင်းပေးခဲ့ပြီးတော့2-0ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ကပြီးခဲ့တဲ့ဂျီကတလုံး90ပေးပြီးတော့အခုပေးတဲ့ဂျီကတလုံး80ဆိုတော့လိုရာထက်တော့30လောက်တော့နည်းနည်းလေးတော့ပျော့နေတာတွေ့ရတယ်ဒါပေမဲ့ဒါကလည်းလက်ရှိ ASN Villa ရဲ့အဲခြေစွမ်းစုပ်ပြတ်တက်မှုပေါ်မူတည်ပြီးတော့ပေးထားတယ်လို့ပဲယူဆပါတယ်အဲ့တော့လက်ရှိ Aston Villa ဟာ Unai Emery နဲ့ Premier League မှာလည်းတော်တော်ကိုခြေစွမ်းကထိုးကြနေပြီးတော့တန်းဆင်းစုံထဲတောင်ရောက်နေတဲ့အနေအထားပေါ့လေနော်အဲ့တော့ လက်ရှိအဆင့်18မှာနိုင်ပွဲလုံးဝမရှိသေးဘဲနဲ့ရှုံးပွဲနှစ်ပွဲတရီပွဲသုံးပွဲနဲ့တကူတာနော်ငါလက်ရှိကန်ခဲ့တဲ့ငါးပွဲမှာတကူပဲသွင်းရသေးတဲ့တိုက်စစ်မျိုးနဲ့ Aston Villa ဟာတန်းဆင်းဆုံးမှာရမှာ၃မှတ်နဲ့အဆင့်18ရောက်နေတဲ့အသင်းဖြစ်ပါတယ်အဲ့တော့ လက်ရှိအနေအထားအရကတော့ဒါပြိုင်ပွဲတော်နောက်ဆုံး6ပွဲဆက်နိုင်ပွဲပျောက်လာတယ်6ပွဲမှာ5ပွဲကြီးရှုံးထားခြင်းဖြစ်ပါတယ်အဖက်ဖက်ကကိုအားနည်းနေတာဖြစ်ပါတယ်နောက်ဆုံးပွဲကတော့ကျွန်တော်တို့ဒါ Sunderland အသင်းကို1-1အိမ်ခွင်းမှာပြန်ကြည့်မယ်ဆိုရင်လည်းဒီဟာဒီအိမ်ခွင်း SN Villa အနေနဲ့ကဒါ Crystal Palace အသင်းကို0-3နဲ့ရှုံးလာပါတယ် Newcastle အသင်းကို0-0ဆိုတော့လက်ရှိအနေအထားအရ SN Villa ပြဿနာဟာတေချာတကူကတော့ဒါတိုက်စစ်ပိုင်းအားနည်းနေတယ်လို့တော့ယူဆတယ်ဗောလေလက်ရှိ Tylerman လည်းပြန်မပါသေးတဲ့ အနေထားမှာတိုက်စစ်ကဆက်ပြီးအားနည်းနေအောင်မယ်လို့ယူဆတယ်။အဲ့တော့တစ်ဖက်ကအသင်းကလည်းဘောလုံးညာအသင်းဖြစ်ပါတယ်။နော်ထုံစံတိုင်းဘောလုံးညာဆိုကြဲကဒီခန်းစစ်ပိုင်းဦးစားပေးပြီးတော့ပဲပွဲထွက်လာတဲ့အနေနဲ့လက်ရှိအနေထားကတော့နောက်ဆုံး၅ပွဲမှာ၃ပွဲ၉အောက်ထားတယ်။ AC ပွဲမှာ1-0ကိုမို1-0ရိုမာကို1-0တွေ့ရပါတယ်။ဆိုတော့ဒီနေ့မှာလက်ရှိရိုမာအသင်းနဲ့လက်ရှိဒီ SMV Live Return အရာနည်းလေးဆင်တယ်ပေါ့လေလက်ရှိနေသားရနောက်ဆုံးပွဲမှာတော့ဂျီနိုအသင်းကို2-1နဲ့မထင်မှားပဲနဲ့ဒုတိယပိုင်းမှာဂိုးပေါ်ခဲ့တာတွေ့ရပါတယ်အဲ့တော့လက်ရှိနေသားရတရားတော်ကတော့နှစ်သင်းစလုံးရဲ့တိုက်စစ်ဟာအဝေးကွင်း အဝေးခွင်ရောအိမ်ခွင်ရောခြေစွမ်းမှမှန်ပဲနဲ့ခန်းစစ်ပိုင်းမှာဦးစားပေးပြီးထွက်လာမယ်လို့ပဲယူဆတယ်။ဒါကြောင့်လည်းဘိုဂီဒီနေနဲ့နှလုံး90ရုံကူပေါင်းကြီးပေးထားခြင်းလို့တော့ယူဆပါတယ်။အဲ့တော့ level တရားရှုံးအရာတော့ဒီရာတကွာတော့ online amery အနေနဲ့ကဒီ Europa League ကိုတော့ပို့ပြီးအာယုံစိုက်မယ်လို့ယူဆတယ်။เนาะအဲ့တော့အမားခံမှာတော့မဟုတ်ဘူး။ Q decide နဲ့ပဲဒီဘွဲက short ဖြစ်ဖို့များတာကြောင့်နှလုံး90ရုံအရာကျွန်တော်ဒီဘွဲလေး 6အောက်ပဲရွေးရွေးချက်ထားပါတယ်3လုံးအထိတော့မရောက်နိုင်ဘူးလို့ထင်တယ်ဗျ11ကတော့အချိန်မီတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့လေဒါပေမဲ့လည်း3လုံးအထိတော့ကျွန်တော်ထင်တော့နောက်သင်းစလုံးမရောက်ဘူးလို့ပဲယူဆတာကြောင့်ကျွန်တော်ဒီနေ့နောက်ထပ်ဒီဒီနောက်ထပ်ဟို၄သင်းပေါင်းနဲ့နောက်တစ်ပွဲအနေနဲ့ဒီပွဲလေးကို Aston Villa 6အောက်လေးကိုရွေးချယ်ထားခြင်းဖြစ်ပါတယ်เนาะ Aston Villa 6အောက်ပါโอเคပါအဲ့တော့နောက်တစ်ပွဲကကျွန်တော် Frank Cavrosi နဲ့ Barcelona ဒီပွဲကတော့ကျွန်တော်ရွေးတယ်ဒီမှာတော့မပါဘူးဆိုတော့သုံးသက်ချက်အနေနဲ့ပြောရရင်တော့ ်ဘော်ဒီဝင်ရုံးမှာ level 50ရှုံး Frank Capri ဘက်ကပေးထားပါတယ်3လုံး80ဘောင်းနဲ့ကားထားခြင်းဖြစ်ပါတယ်ပုံမှန်အားဖြင့်တော့လေဒီကြီးကတခုခုတော့မှားနေတယ်ဗျအဲ့တော့ Frank Capri ရဲ့လက်ရှိဒီနှစ်သင်းရဲ့ထိုက်တဲ့သုံမှုရပြီးခဲ့တဲ့ဒီ group stage မှာပေါ့နော်အဲဒီဒီ2025နှစ်လပိုင်းမှာ Europa League မှာတွေ့ခဲ့ပြီးသားအဲတော့က Frank Capri အင်္ဂွင်းမှာ Deji Baby 1C နဲ့ပဇန်အသင်းကိုနိုင်တယ်ဒုတိယအကြော့ပတ်ဒီပဇန်အင်ဝင်ရောက်တဲ့အခါမှာတလုံး90ပေါင်ကြီးကိုကျွန်တော် 3C နဲ့ပဇန်ကအနိုင်ရခဲ့တာဖြစ်ပါတယ်အဲ့တော့ ်ပြန်ကြည့်ရရင်လည်းပယ်ဆယ်အင်ကုန်မှာတလုံး90ပေါင်ပေးပြီး Frank Gavrosi ရဲ့ဒဲကြီးဖြစ်တဲ့အတွက် Bogidi အနေနဲ့အပေါ်သင်းကိုဒီနှစ်သင်းကိုတတ်မှတ်ရမှာပယ်ဆန်အသင်းကို Bogidi ကအပေါ်သင်းလို့သူတို့တတ်မှတ်ထားခြင်းဖြစ်တယ်ပေါ့လေဒါကြောင့်အခုပေးတဲ့ Frank Gavrosi G နဲ့ကြည့်ရင်တော့လည်း90ဆိုတော့ပမာဏဟာ Frank Gavrosi ရလတ်ကောင်းနိုင်သော G မျိုးဖြစ်တယ်လို့ပဲယူဆမှာဖြစ်ပါတယ်တိုးပေမဲ့ Frank Gavrosi ရဲ့လက်ရှိပြန်ပေါ်သူနောက်ဆုံးပြန်ပွဲ9ပွဲဆက် over 2.5ဖြစ်ထားပါတယ်ဒီတဲမှာဒီအဆင့်ကိုမရောက်ခင်မှာကျွန်တော်တို့ Champion League မှာ ဒီကာရာဘတ်နဲ့တွေ့ပါတယ်ဖရန်ကာဘရစီအိမ်ကွင်းမှာကာရာဘတ်ကို1-3နဲ့ရှုံးတယ်ကာရာဘတ်အိမ်ကွင်းမှာဖရန်ကာဘရစီက2-3နဲ့နိုင်တယ်ဒါပေမဲ့ဒီပထမအကြော်တုန်းက2ဂိုးပြန်နဲ့ရှုံးခဲ့တာကြောင့်ဒုတိယအကြော်မှာ2ဂိုးပြန်နဲ့သာနိုင်ခဲ့တာကြောင့်သူတို့ယူရိုပါလိကိုဆင်းကန်ရတာဖြစ်ပါတယ်အဲ့တော့ကာရာဘတ်အသင်းဟိုနော်အဲကာရာဘတ်အိမ်ကွင်းမှာ2-3နဲ့နိုင်တယ်ဆိုတော့ဖရန်ကာဘရစီရဲ့တိုက်စစ်ကတော့မိုက်တယ်ဗျာဒီလားမစိုးဘူးလို့ပြောလို့ရတယ်နောက်လူတို့ကိုတဲ့အသင်းကိုလည်း သုံးခုပြန်နဲ့နိုင်ခဲ့တဲ့ Franca Rossi အိမ်ဝင်ကဒီပွဲမှာလည်းလက်ရှိပေးထားပုံအရเนาะဟို6ရနိုင်မဲ့အနေထားပေါ့နော် level 50ရှုံးရဒါပေမဲ့လက်ရှိ Franca Rossi ရဲ့ပြဿနာက over 2.5များတယ်ခန်းစစ်ပိုင်းကတိတ်မငြိမ်းတဲ့ပြဿနာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကအတင်ပယ်ဆန်ကလည်းထိုးနီးလောက်မဲ့လက်ရှိအဝေးခွင်တောက်လျှောက်ဟာ over ကြီးများပါတယ်နော် under တက်ဆိုင် over များတယ်နောက်ဆုံးပွဲမှာဒီ Sparta Prague အတင်ကို2-1နဲ့ရှုံးထားတယ်ဆိုတော့ဒီအတင်ကလည်းရှေ့မှာ Ranger နဲ့တွေးခဲ့တာဖြစ်ပါတယ်နော် Origin မှာအဲ့တော့ Ranger အိမ်ခွင်မှာ Ranger ဘက်ကလည်းပဲ50ရှုံးချေးပေးပြီးတော့3ကိုးပြန်းတဲ့ Ranger ကိုရှုံးလင်းခဲ့ပြီးတော့ဒုတိယအကြော့ Person အင်ကွင်းရောက်တဲ့အခါမှာ Person ကတလုံး50ပေါင်းပေးတယ် Ranger ကို2-1နဲ့နိုင်ခဲ့ခြင်းဖြစ်ပါတယ်တို့တက်လက်ရှိနှစ်သင်းစလုံးရဲ့လက်ရှိအသာချက်ဟာတိုက်စစ်ပိုင်းဖြစ်ပါတယ်เนาะနှစ်သင်းစလုံးရဲ့တိုက်စစ်ကတော်တော်လေးကောင်းတာကိုတွေ့ရတယ်ဒါမျိုးကိုဘာဖြစ်လို့3လုံး80ပေါင်းပေးလဲတော့နားမလည်ဘူးဒန်ရလူစင်းလည်းအဲ့လောက်ကြီးတော့ရှိတာမျိုးမဟုတ်ဘူးပြ Franka Brisby ဘက်ကဘယ်တယောက်ပဲရှိတာဟိုဘက်က တရန်လူစင်းအောင်မရှိဘူးပတ်စံကဒါကြောင့်380ပေါင်းကနည်းနည်းတော့လွဲနေတယ်ဗျာဒီလားအဲ့တော့လေပြ90ရှုံးမှာ380ပေါင်းဖြစ်တာကြောင့်တော့ကျွန်တော်ကတော့နှစ်သိန်းစလုံး900နိုင်မယ်လို့ယူဆတယ်နေချင်းနေတော့နော်ဟိုကိုပေါင်းကြီးပြုတ်နေပြင်မဲ့လဲကိုပေါ်ပဲနေသိန်းတယ်လို့ယူဆတယ်ဗျာဒါပေမဲ့လည်းနည်းနည်းလေးဂျီဒီပါတွေကနည်းနည်းအရှုပ်ထွေးရှိတာကြောင့်ကျွန်တော်ဒီပွဲလေးတော့ရှောင်လိုက်ချင်းဖြစ်ပါတယ်နော်အဲ့တော့ဒီ live တဲမှာတော့ကျွန်တော် SN Villa နဲ့ဘောလုံးညာပွဲပြောထားပါတယ် Frank Cabrosi နဲ့ Bazan ပွဲလေးပြောထားပါတယ်နော်โอเคပါအဲ့တော့ ဒီမှာတော့ကျွန်တော်တို့ဒါလေးသိန်းပေါင်းမှာနှစ်ပွဲရသွားပြီဗောနော Shield Life ကတပွဲရယ် SM Villa ပွဲရတပွဲရယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ဒါမောင်းနေရနှစ်ပွဲလေးရမှာဖြစ်ပါတယ်โอเคပါဆိုတော့ဒီနှစ်ပွဲဒီ live ထဲမှာပြောပြီဆိုတော့ now live မှာကျွန်တော်တို့ Ranger နဲ့ Racing Jam ပွဲပြောပါမယ်ပြီးရင် Porto နဲ့ Rabu Sebat လေးပြောပါမယ်အဲဒီထဲမှာကျွန်တော်ဒီနေ့ရအကြိုက်ဆုံးသောပွဲပါပါတယ်เนาะ Porto နဲ့ Sebat ပွဲလေးဒီ now live ထဲမှာကျွန်တော်ပြောပြီးမှာဖြစ်ပါတယ်โอเคပါ ဆိုတော့ဒီ live လေးရတော့လောက်ပါပဲเนาะနောက် live လေးကျွန်တော်တို့ပြန်ဆုံပါမယ်အခုပဲเนาะအဲ့တော့ဒီနေ့ဒီ live လေးကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းတိတိုင်းကျေးဇူးအများကြီးတင်ပါတယ်ဗျမင်္ဂလာရှိသောညလေးဖြစ်ပါ